ဲမိဘကြီးကိုပါတော့ဗျာတရေပတ်ပြပါလက်ကြပါထူးခြားတဲ့တရေတွေကတော့ဒါကျွန်တော်တို့အဲတောက်ပိုင်းမှာဆိုလို့ရှိပေါ့နော်ထိုင်းပြည်မှာနေဆက်ပါရှိနေတဲ့ဒါအကြပတ်စစ်ကောင်စီရဲ့ဒါဗော်ဖိုးကြီးစကန်းအကြပတ်စစ်ကောင်စီရဲ့ဗော်ဖိုးကြီးစကန်းကဆိုလို့ရှိတော့ဓာကြီးပိုင်းအတွေ့ပါပဲစကန်းတစ်ခုလုံးကိုဒါကျွန်တော်တို့ပြည်သူ့ဘတ်တော်သားတွေနော် KNUG ရဲ့တလေတဲ့ ဘူပေါင်းအဖွဲ့ပါဟာဘိတ်တွေကဒီဘောပါအောက်ပြစွာတဲ့တိတ်ပိုက်လိုက်တာဆိုလို့ရှိရင်အခုအာလာလာလက်နက်တွေအများကြီးရတယ်လက်နက်တွေအများကြီးရတယ်လို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်နော်ပြောပြချင်ပါတယ်ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ဖွဲ့စည်းပုံဟာပြက်ကိုပြက်ရပဲသူတို့ကသူတို့ဗတ်တရားလုတ်ခဲ့တဲ့အရာတွေအားလုံးအားလုံးပြည်သူကအခုပြတ်သိမ်းပြီလေတိုင်းဒေသတွေလည်းအခုအကုန်လုံးပြတ်သိမ်းပြီလေနော်အကုန်လုံးလည်းသဘောပေါက်နေပြီ ဘေကလာပါကြီးလေးရဲ့တဲ့ဘေကလာပါဘေကလာကတကယ်ကို ရှိတော်မင်္ဂလာပါနော်အဲ့တော့ထိုင်းပြည်ပါဒေဆက်ပါရှိနေတဲ့အချက်ပဲစစ်ကောင်စီရဲ့ပေါ်ဖိုးကိစ္စကဟာဟလာဓာ ਈ ပိုက်တာတိုက်ခိုက်တယ်ဆိုတော့တရေတွေတက်လာတယ်တော့အချက်ပဲစစ်ကောင်စီတဲ့ပတ်သက်တဲ့လူတွေထွက်ပြေးသွားတယ်လို့သိရတယ်တော့အချက်ပဲစစ်ကောင်စီစီကတွေပြောပါလက်တက်ခဲတွေအပြားကြီးပဲရတယ်ပေါ့ မတိယကလေးอ่ะပေါ့เนาะမတိယဆိုတော့2ရက်3ရက်တော့ရှိပြီဒါရေခုံနေတာဒီ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 စကန်အတော့ကိုဟာလာအားလုံးကလည်းရေခုံနေဟာဘယ်လိုမျိုးဖြစ်လာမလဲဘယ်လိုအနေအနေထားများဖြစ်လာမလဲဆိုတော့အခုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အောင်မြင်စွာနဲ့တိမ့်ပါရရှိသွားပါပြီဆိုတဲ့အကြောင်းသတင်းကောင်းပါပါစေခဗျာဟုတ်ကဲ့အခုအကြံပေးစစ်ကောင်စီရဟိုဖိုးပတ်ရန်ဒီပတ်ရန်ရမ်းနေတယ်ပေါ့နော်အကြံပေးစစ်ကောင်စီဘက်ကနေတော့မှာပါ ဟိုဘာသတင်းတွေကြားရလဲဆိုတော့အခုတက်လာတဲ့သတင်းတွေကိုကျွန်တော်တို့ပြန်လဲပြောမှသုံးသပ်ကြည့်မယ်နော်အဲ့ဒီအစိုးရကိုတဲ့အကြပဲစစ်ကောင်စီစစ်တပ်ကတဲ့အတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့တော်လဲ။ Okay ။အကြပဲစစ်ကောင်စီမရောက်လိုက်ရင်မေး brain wash လို့လို့ရတဲ့အထဲပါ။ Generation Z တွေမပါဘူး၊မျိုးဆက်သစ်တွေမပါဘူး။เนาะအားလုံးအားလုံးမပါဘူးเนาะ။အဲ့ဒီအစိုးရကိုတဲ့စစ်တပ်ကအတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့တော်လဲ။ ကာလုံးမခေါ်သည့်အပြင်နဲ့ဥပဒေနဲ့မညီသောကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့၍ဒီမိုကရေစီကလူလူမုံတိုင်းကထက်နဲ့ဖြစ်ပေါ်ခဲ့သည်ဟုမေယောင်လိုက်ပြောပါတယ်အဲ့တော့အဲ့တချက်ကိုအရေးရှိပဲမေယောင်လိုက်ရေနော်โอเค NLD လက်ထက်မှာ NLD လက်ထက်မှာခပြားတို့အကြပ်ဖက်စစ်ကောင်စီကလေတကယ်ဆိုလွတ်တော်တွေကထွက်သွားပါเนาะအာဝနာတန်ပြောပဲ လွတ်တော်တွေအထွက်တာပါဒီစစ်တပ်နဲ့နိုင်ငံရေးเนี่ยဘာမှမဆိုင်ဒေါ်ပါလားစစ်တပ်နဲ့နိုင်ငံရေးเนี่ยဘာမှမဆိုင်ဘူး ANN လက်ထက်ကလေးကခင်ဗျားတို့အကြဘက်စစ်ကောက်စီစစ်တပ်တွေလွတ်တယ်ပါအစိတ်သားတွေပါနေရာတွေပါဝင်ရမလုံးနဲ့အဲ့လိုထွက်ကိုထွက်သွားရသဘောပေါက်လားမသိသဘောပေါက်လားမသိဟိုအခုပါလာပြီးတော့ပါအဲ့ဒါဒီဘာကြဘာကြဆိုတော့ခင်ဗျားတို့လာပြတော့ပါအပြစ်သွားပါပုတ်တယ်တော့သဘောပေါက်လားပဲတိဒိုက် တကယ်ကိုမြမနိုင်ငံရေမြမနိုင်ငံရေအတိုင်းပဲသုံးသက်လိုက်ပဲဆိုလို့ရှိရင်အကူကခပြားတို့အကြမ်းဖက်စစ်ကောင်စီလှုပ်လိုက်မှ NND လက်ထက်တက်ကထက်တောင်ပို့ပြီးတော့မှစုတ်ချသွားတဲ့အနေထားအသွင်အပြင်တခုကိုခမားတို့ပို့ဆောင်လိုက်တာဖြစ်တယ်။အဲ့ဒါခမားတို့ဘယ်တော့မှမပေးတဲ့။တဘောပေါလားမသိဘူးနော်။တဘောပေါလားမသိဘူး။အဲ့ဒါခမားတို့စဉ်းစားပါ။အဲ့တော့ NLD အစိုးရကိုခင်ဗျားတို့ကအတက်တားဆုံးပူပေါင်းဆောင်ရွက်ခဲ့တော့လဲဆိုတော့ဟိုဘယ်လိုပြောပြမလဲအောက်တဲကြတဲ့စကားလုံးခင်ဗျားတို့သုံးဖို့အတွက်မစစတဲ့ဒါကြတော့အတိုက်ပိတ်ကပုဂ္ဂိုလ်တော်ဆောက်စုကြီးကပြည်တွင်းမှာဆိုလို့ရှိရင်လည်းပြည်တွင်းပြည်သူလူထုတွေ့ဆုံမှုတွေကိုလုပ်ခဲ့တယ်ပြီးလို့ရှိရင်အဲ့ဒီအခြေအမှာအများဆုံးသောပြဿနာနော်အများဆုံးသောပြဿနာကိုတခါပြောပြမယ်ဒါကြတော့အတိုက်ပိတ်ကပုဂ္ဂိုလ်တော်ဆောက်စုကြီးကပြည်တွင်းနဲ့ပတ်သက်ပြီးတော့မှာပြည်သူလူထုကို ပြေဆုံးမှုတွေကိုလုပ်တဲ့အခါမှာအများဆုံးသောပြဿနာဘာဖြစ်မယ်လို့ထင်လဲသိလားမိဘကြီးကိုမတော်မအများဆုံးသောပြဿနာကဒီအကြဘစစ်ကောင်စီတွေကဒီအကြဘစစ်တပ်တွေကပြည်သူလူထုပေါ်မှာမတရားသောတိမ့်ပိုက်တာသောမြေယာကိစ္စတွေပဲဖြစ်တယ်အဲ့ဒါအများဆုံးပဲအညာမြေဒေသကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်စာစုကြည့်သွားပြီဆိုလို့ရှိရင်လေပြည်သူလူထုအများသောအမေးအမေးလို့အော်ပြီးတိုင်ကြတာဘာတိုင်ကြလဲဒီအကြဘစစ်ကောင်စီတွေက ဘယ်လိုပြောပြမလဲမြေတွေကိုမတရားသိမ်းထားပြည်သူလူထုနဲ့ပတ်သက်တဲ့မြေယာတွေကိုမတရားသိမ်းထားတဲ့ကိစ္စတွေနော်အညာမျိုးသွားပြီဆိုလို့ရှိရင်လည်းနိုင်ငံတော်အတိုင်းအမြဲပုဂ္ဂိုလ်တော်ဆက်စုကြိုတိုင်တာမြေယာကိစ္စတွေတိုင်နေအဲဟိုရှက်ပြီးတဲ့သွားလဲထိုလီလီကောက်ပဲဒီအကြမ်းဖက်စစ်ကောင်စီစစ်တပ်ဘက်ကဒီဘောဘမတရားသိမ်းထားတဲ့မြေယာကိစ္စတွေကိုတိုင်နေတနေ့နိုင်တိုင်းဘက်ကိုသွားမယ်ဆိုလို့ရှိရင်လည်းအကြမ်းဖက်စစ်ကောင်စီစစ်တပ်ကမတရားသိမ်းထားသောမြေယာကိစ္စတွေတိုင်နေထိုလီလီကောက်မဲ့ကရင်ပြည်နယ်ကိုသွားမယ်ဆိုလို့ရှိရင်လည်းအကြမ်းဖက်စစ်ကောင်စီစစ်တပ်က မတရားတိုင်ပိုက်ထားသောမြေယာကိစ္စတွေကိုတိုင်းတယ်အဲ့လိုမျိုးအပြည်သူလူထုကနိုင်ငံတော်တိုင်းနိုင်ငံပုဂ္ဂိုလ်တော်ဆက်စုကြည်ကိုဒီအကြပ်ပဲစစ်ကောက်စီကမတရားသိမ်းထားတဲ့မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတိုင်ပြီးဆိုလို့ရှိချေတိုင်ပြီးဆိုလို့ရှိဒီအကြပ်ပဲစစ်ကောက်စီမဲအောင်လားသူတို့နဲ့ပတ်သက်တဲ့ဒီစစ်တပ်ဘက်ကလူတွေမျက်စိတွေမျက်နှာတွေအကုန်လုံးပြတ်တယ် ဘာဖြစ်လို့လဲပြည်သူလူထုတွေးဆောက်ဘူးလေလောက်တဲ့အခါမှာမျက်စိမျက်နှာကိုပြက်လို့နော်တကယ်တော့အတိုင်ပကယ်ပုဂ္ဂိုလ်တော်ဆက်စုကြီးကစကားပြောပြီးဟဲ့လားမြေယာကိစ္စတွေစကားပြောပြီးဆိုသူတို့မျက်နှာမျက်စိမျက်နှာတွေကိုပြက်လို့အဲ့လိုပြော မျက်စိပြက်မျက်နှာပြက်ဟိုကဟိုကမလုံတက်ဒီကလုံတက်အဲ့လိုမျိုးသူတို့တွေကပြတာတွေပြကြတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကြတော့ပြည်သူနဲ့ရှင်လေပြည်သူနဲ့ရှင်လေဒီမြေယာကိစ္စတွေပြည်သူဒီအမှန်တရားပဲဒီနေ့ဒီချိန်ဒီအမှန်တရားလို့တော့ပဲ အခုမှကာလုံမခေါ်သည့်အပြင်ဥပဒေနဲ့မညီတော့ကိစ္စရဲ့များစွာကာလုံမခေါ်အခုမှကာလုံနေပါမင်းအောင်လိုက်မင်းအောင်လိုက်တို့ဒီခရိုနီတွေအာနာရှင်တွေဆိုတာပြည်သူတွေသဘောပေါက်သွားပြီတမတော်ကိုလည်းခင်ဗျားတို့အတုံးချပြီးသွားပြီ၅နှစ်လုံးလုံးအတုံးချပြီးသွားပြီဘာမှခင်ဗျားတို့အောင်မြင်မှုမပေါ်ဘူး NLD လောက်တော့လည်း NLD လောက်လို့ခင်ဗျားတို့เนาะဟိုပတ်ရဒီပတ်ရအခုလည်းခင်ဗျားတို့တွေဒီ ဘာတွေထပ်ဖြစ်ပြန်လဲဆိုလို့ရှိရင်အပြစ်တွေပြန်ဖို့ခြင်းတယ်ခါလုံးမခေါ်လို့တဲ့ထမိန်ဝတ်တာပါလားအကြမ်းဖက်စစ်ကောင်စီပြောက်လိုက်ခင်ဗျားတို့ထမိန်ဝတ်တာလိုက်နော်ခရရရိုက်စကားပြောပါမယ်ဆိုခင်ဗျားတို့အောက်တက်ကြလို့တဲ့ခင်ဗျားတို့တွေရဲ့ယူထားတဲ့ຢາດູດີອປွက်ດີອະຄັດອະລັດດີແດ່ອະດູຂະຍາລູຍແກ່ໂກຈິດຕຍາດີບໍ່ກ້າວບູຂະຍາລູຍແກ່ອຈິດຕຍາດີບໍ່ກ້າວບູ ဗျာတို့ပြောတဲ့ဆိုတဲ့စကားတွေကအစစ်တားမရှိဘူးအခုငားနေလောလောခဗျာတို့တက်ပြောက်သားတွေကိုအတုံးချခဲ့ပြီးတော့ဘာအောင်ပြဘူးမှမရခဲ့တဲ့အခါကျတော့အခုခဗျာတို့တွေဒီ identity ကိုအပြစ်ထပ်ပုတ်ပြရတယ်အောက်တက်ကြတယ်ခဗျာတို့တိုင်ကြီးရကုန်ထွက်ထွက်ဘာသူကခဗျာတို့ကိုလက်ခတ်ပါမဟုတ်ဘူးထွက် စုပ်ပြတ်သားတွေရပဲသူပြတိုက်ခဲ့ပါဆိုလို့ရှိရလေအကောလောအစစ်ပြေနေပြီအာလောအစစ်ပြေနေပြီအစစ်ပဲပြေတာမြန်မာနိုင်ငံမှာအာဆီယံပါအစစ်မပြေဆုံးတော့အာဆီယံနိုင်ငံကိုပြပါဆိုမြန်မာနိုင်ငံမှာဘာဖြစ်လို့မြန်မာနိုင်ငံဒီအစစ်မပြေတာလဲဒီပါလီယံကပြီးချက်တွေကြောင့်ဒီပြည်သူလူထုအရေးနဲ့ပတ်သက်ပြီးဟိုကပါလိုက်ဒီကပါလိုက်ဟိုကပါလိုက်အကုန်လုံးလိုက်ပြတော့ပါ စွတ်ဖတ်နေတဲ့အတွက်ကြောင့်ခင်ဗျားတို့အကုန်လုံးပြောင်းရပဲထွက်နိုင်ငံလောကထွက်ပါမထွက်ရင်ပြည်ပြည်သူလူထုကလည်းခင်ဗျားတို့လက်မခံလာတာငါးနှစ်ရှိပြီအေးနောက်တဲ့ခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံလောကမထွက်ဘူးဆိုခင်ဗျားတို့တက်ပေါ်တော့သားတွေကိုလည်းခင်ဗျားတို့ကိုလက်မခံတော့တဲ့အသေးသားကိုသွားပဲနောက်တဲ့တိနောက်တဲ့ခြေလာတဲ့ရသဘောပေါက်လားမသိဘူး တပ်ပြော်ဆိုတာတပ်ပြော်ရဲ့နေရာပါမနေလို့ရှိအတိတ်ပဲမရှိနော်အတိတ်ပဲမရှိတပ်ပြော်ဒီတပ်ပြော်ရဲ့နေရာပါမနေအတိတ်ပဲမရှိအခုဆိုလို့ရှိရင်ပြပပြပါသူ့နေရာနဲ့သူပဲဟလာအခုဒါကျွန်တော်တို့တော်လိုက်လောက်ကြတယ် EO ရီနဲ့ AL ရဲ့အတူလက်တွဲတယ် EO ရီနဲ့အတူရှင်တန်ကြရတယ်ပြောကြရတယ်တွားကြရတယ်ဆိုကြဘာပြတ်တလားဘာမရှိဘူးပြောစရာတိတ်ကောင်းတယ် ကျွန်တော်တို့သိကြတယ်ပြပနိုင်ငံရဲ့စီအကြောင်းအရာတွေသိရတယ်တပိုင်းအကြောင်းအရာတွေသိရတယ်နိုင်ငံအကြောင်းအရာတွေသိရရှင်းရှားဝါခပြောလို့စစ်တပ်ကပြည်ပြည်ချင်းရုတ်ကြเนาะရုတ်ကြပဲဘာသာရေးကိုလည်းခုတော့မလုပ်ပါနဲ့เนาะအကောလုံးခပြောလို့တွေဒီအကောလုံးဆုပ်ယုတ်တော့ပဲအနေထားကိုရောက်နေပြီလို့ဒါကျွန်တော်ပြောပြချင်ပါတယ်ဒေါ်လာရေးအားရုတ်သွားတာပေါ့ဒေါ်လာရေးအားပိုပြီးကောင်းလာတာလို့ပြောလို့ရတယ် ကဲဒါကတော့ဒီနေ့ရဲ့ထူးခြားသောအရာပဲဖြစ်ပါတယ်မင်္ဂလာပါတတိတိရေမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့တပြေးပြေးတဲ့တော့တောက်ပိုင်းရဲ့အချိန်အဝါတွေအားလည်းအင်မတန်ကောင်းလာပါပြီတောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်တောက်ပိုင်းတစ်ခွေကတည်ထားဖို့ကလည်းအာဆီယံနဲ့တောက်ပိုင်းကိုထောက်ခဲ့တယ်နော်ဟိုတော့ထိုင်းတကယ်ဒီလဲတောက်ပိုင်းတစ်ခွေအကောလုံးကိုထောက်ခဲ့တယ်လုံးဆရာရှိရတာရဲရဲလုပ်ပါပြည့်ပြည့်တသားသွားပါလုံးဆရာရှိရရဲရဲသွားပါ ဒီအကြံဖက်စစ်ကောက်စီဒီရဲ့အကြံဖက်မှုဒါအပြည့်ပြည့်ကနေပြောပါကြေဝေးကြပါစေလို့ပြောပြောချင်ပါတယ်ယေရှုဖြစ်ပါတယ်